ဲ့မင်္ဂလာပါခင်ဗျာဒီနေ့ DV ရုပ်သံဌာနကတွဲဆုံမြေမြတ်မှုစီစဉ်ထားတာကတော့ကယန်းပြည်သူပါတီရဲ့တွဲဘက်အတွင်မှုဖြစ်တဲ့ဘုံမူကြီးဆော့လင်းနဲ့ကျွန်တော်တို့တွဲဆုံမြေမြတ်မှုစီစဉ်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ဘုံမီမင်္ဂလာပါခင်ဗျာဟုတ်ကဲ့လက်ရှိဘုံမီတို့ကယန်းပြည်သူပါတီရဲ့လက်ရှိအနေအထားလေးအခြေဆုံးကျွန်တော်သိပြရစေခင်ဗျာကျွန်တော်တို့ကယန်းပြည်သူပါတီကတော့လောလောဆယ်မှာတော့ ဆိုရနဲ့ပြေခါကြဆက်ထားတဲ့ကနက်ကန်ပေါ်ပြန်ရေးတန်သာဖွဲ့စည်းတစ်ခုပဲဖြစ်ပါတယ်။ဒါပြေခါကြဆက်ထားတာဖြစ်တဲ့အတွက်အကဲန်ပြည်သက်ပါတီရဲ့ယူမန်နိုင်ငံရေးယူမန်ချက်တွေကိုနိုင်ငံရေးနိလန်းနဲ့ကျွန်တော်ဆက်လက်ကောင်းထက်ပေါ်နေတာဖြစ်ပါတယ်။ဟုတ်ကဲ့ကံဘုံကြီးဒီလက်ရှိဘုံတို့ဒေတာမှာဆိုလည်းပဲ2015ရုပ်ောက်ပွဲအားကျင်းပဖို့ဖြစ်ပါတယ်။အဲ့ဒီခါမှာဒီလိုတဲ့တဲ့ကံဖွဲ့စည်းတစ်ခုအနေနဲ့ဒီ2015ရုပ်ောက်ပွဲကိုဘယ်လိုမှဖြစ်မီတော့ရမှာပါလဲ။ ကျွန်တော်တို့က2015ရွေးကောက်ပွဲနဲ့ဖက်ဖက်ပြီးတော့ဟိုကျွန်တော်တို့ရဲ့အဓိကပြောချင်တဲ့အချက်ကတော့ဟို2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေတဲ့အတွက်2015ရွေးကောက်ပွဲဟာအပလူရလမျိုးပဲဖက်ပေါ်လာပြီးဖြစ်စီပေါ့အပြည်သူလူတွေလူထုတွေအဓိကမျှော်လင့်တဲ့အပြောင်းလဲကိုပေါ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ကျွန်တော်ကမြင်တယ်ဟုတ်ကဲ့ဒါကြောင့်မလို့ဟို2015ရွေးကောက်ပွဲထက် ပို့ပြီးရေးကြည့်တာက2008ခုနှစ်ဖွဲ့စည်းပုံချိန်ကဥပဒေပြင်ဆင်ရေးဖြစ်တယ်လို့ကျွန်တော်ယူတယ်။ Okay အခုဆိုရင် MPC ကဥဆောင်ပြီးတော့ဒါဒီငင်းငယ်ဆွေးနွေးမှုတွေလုပ်နေတာလည်းပြည်နယ်ဖြစ်ပေါ်ထွန်းထွန်းမှုတွေလည်းရှိလာတယ်လို့ပြောကြတယ်။ဒီနေ့ MPC ရဲ့စ조사လုပ်ဆောင်နေတဲ့ဒီငင်းငယ်ဆွေးနွေးမှုဒီအခက်ရစေးကိစ္စနဲ့ပတ်သက်ရောဘယ်လိုဘက်ကဘယ်လိုများရှုမြင်သုံးသပ်မိလဲ။ဒီနေ့ MPC ကလုပ်ဆောင်နေတဲ့ငင်းငယ်ဖြစ်စဉ်ဟာလမ်းကြောင်းအမှန်ပေါ်မှာတွားနေတယ်လို့ကျွန်တော်ကမမြင်ပါဘူး။ ဒီနေ့ MC ကလုပ်နေတဲ့ငင်းငင်းဖြစ်စင်ဟာအတ္တမတော်ရဲ့ငင်းငင်းဤမူဟာရယဒီပဲជីជីဗိုလ်ချုပ်မူကြီးမင်းအောင်တိုင်းကြာခဏပြောဆိုမှုတွေရပဲជីជីဒါဟာ NCO လက်မှတ်ထုတ်ပြီးတဲ့နောက်မှာတိုင်းသာတနက်ကန်ဖွဲ့စည်းများဘူးဘလက်နဲ့ချရေးကိုရှေ့ရှုနေတဲ့ငင်းငင်းဖြစ်စင်ဖြစ်ပါတယ်ဒါကြောင့်မို့ဒီငင်းငင်းဖြစ်စင်မှာ NCO ကိုထိုးပြီးတော့အစိုးရကလုံနေတယ် နိုင်ငံရေးဆွေးနွေးပွဲကလည်းအတုတရညောင်းတဲ့ပင်ဤလာခံမျိုးပဲဖြစ်မယ်အတုရောင်ပဲဖြစ်မယ်လို့ကျွန်တော်ကယူဆတာဖြစ်ပါတယ်အဲဒါကြောင့်မလို့လက်ရှိငင်းငင်းရေးဖြစ်စဉ်ကတော့ပြည်သူလူထုတွေလူလားတောင်းတနေတဲ့စစ်မှန်တဲ့ငင်းငင်းရေးကိုတွားရတာမဟုတ်ဘူးလို့ပြောချင်ပါတယ်လက်ရှိမြန်မာနိုင်ငံထဲမှာရှိတဲ့ကရားပြည်နယ်ဆိုလို့ရှိရင်သဘာဝတရားစတာရောသူ့ပေးထားချက်တွေရောပြောမယ်ဆိုလို့ရှိရင်တကယ်ခွင့်ပြုတဲ့ တဲ့နဲ့ပြည်နယ်တစ်ခုဖြစ်တယ်ဆိုတော့ပညာရှင်တွေလည်းတုံ့ပြန်ပါဒေသခံတွေလည်းဒီလိုပဲမျက်နှာယုံကြည်ပါတယ်ခင်ဗျာဒါပေမဲ့ဒီနေ့ကြားပြည်နယ်ကခွေးရိုးတွတ်တ်မှုပိုင်းမှာအမှန်အားလိမ့်နေတာကိုတွေ့ရပါတယ်အဲ့ဒီထားပါလည်းပဲဒီလိုလက်လက်ကဖွဲ့စည်းရေးရှိနေလို့မငြင်းချမ်းလို့ဆိုရဲဆွဆွဲပြောဆိုမှုတွေရှိတယ်အဲ့ဒီပုံမှာရောအမှုရင်းနဲ့ဗာမင်းတုံ့ပြန်ချင်ပါတယ်ခင်ဗျာလက်နက်ကန်ဖွဲ့စည်းတွေရှိနေတဲ့အတွက်ကြားပြည်နယ်မတွတ်တက်ဘူးလို့ပြောဆိုချက်တူတော့အဲကျွန်တော်တို့ကဟိုလက်မခံပါဘူးအဲဒါကြောင့်လဲဆိုတော့ ကျွန်တော်နိုင်ငံရဲ့လက်နက်ကင်ဟိုတော်လှန်ရေးဆိုတာတွေကနိုင်ငံရေးပြဿနာကြောင့်ပေါ်လာတာဖြစ်ပါတယ်။အနိုင်ငံရေးပြဿနာတွေကိုဟိုမဖြေရှင်းမဲနဲ့နိုင်ငံရေးပြဿနာတွေကို ဖြစ်စေတဲ့အဓိကတာဝန်ရှိသူကလွတ်လပ်ရပြီးကတည်းကတက်လာပြီးဖဆဝလာအစိုးရနဲ့အစိုးရအစိုးရအဆက်ဆက်ပဲဖြစ်ပါတယ်။တဘောကတော့ပြင်းလုံးကြီးလာကမှာသဘောတူထားခဲ့တဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးရေးနဲ့ဖက်ဒရယ်ပြည်သူတိဆောက်ရေးကိုဆွေးရဆက်ဆက်ကငင်းပယ်ခဲ့တဲ့အတွက်မငင်းချမ်းမှုမျိုးစုံပေါ်ပေါက်ခဲ့ပြီးတော့အကျိုးဆက်အနေနဲ့ကြားပြည်နယ်ကမတိုးတက်တာဖြစ်ပါတယ်။ဒါကြောင့်အဓိကတာဝန်ရှိသူတို့တဲ့ဖြစ်သူကဘယ်သူလဲဆိုရင်တော့အာဖတ်စာဗလာဆွေးရနဲ့ဆေးဆွေးရဆက်ဆက်လုပ်တယ်။ဒါလက်ရှိနေထားမှာပြည်နယ်မှာဟိုဖွံ့ဖြိုးတင်တာလည်းဖြစ်နေဥပမာကြားပြည်နယ်မှာဆိုရင်ရေချင်းမှုရသူတမိုင်းကြောင်းရအောင်ပြောမယ်ဆိုရင်သူသူရဲ့သူဆက်နေသူအောင်သူနေတဲ့ ီနေ့လေးတစ်ခုရှိတယ်။ဒါပေမဲ့ဒီနေ့ခေတ်လူငယ်တွေတော်တော်များများပါဆိုရင်ငွေစီဝါနဲ့ဆက်သွယ်မှုဆက်ဆက်မှုတွေရှိနေငွေစီဝါသုံးစွဲမှုတွေရှိနေတယ်။ပြီးတော့လောကန်ရှားပါမှုပြဿနာတွေကြုံတွေ့နေရတယ်။ဆိုတဲ့အနေအထားတွေလည်းရှိပါတယ်။အဲဒီပုံမှာဘုံမျိုးနေနဲ့ဗမာန်တုံးလက်ချင်ပါလေ။အဲဒီနေ့ခရီးပြည်နယ်မှာရှိတဲ့လူငယ်တွေရဲ့အနေအထားကတော့ကျွန်တော်ကလားအပြည့်စင်းနေကြတယ်အလောက်ကန်အဆင်မပြေဘူးအပညာရေးအဆင့်တန်းနေကြတယ်လို့ပြောမှဆိုရင်တော့ ဒါတွေအားလုံးရဲ့အရင်းကြီးတာကျွန်တော်စနစ်နဲ့ပဲဆိုင်နေလို့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်။အဲမာဒီမာကလက်ရှိရှိနေတာကဟိုအသေးသနာရပါပဲဖြစ်ဖြစ်အနှစ်သာရအဖြစ်လို့ဆေးရနာရှင်စနစ်ပဲဖြစ်ပါတယ်။ဆေးရနာရှင်စနစ်ရဲ့သဘောကလူတစုအာနာတိငယ်ရေးဖြစ်ပြီးတော့ပြည်သူလူထုရဲ့အတွက်အဲကောင်းမွန်တဲ့ဟာတွေကိုအကောင့်ထဲပေါ်ပြီးပြည်သူလူထုရဲ့အကျိုးစီးပွားအတွက်မဟုတ်ပါဘူး။ဒါကြောင့်မလို့ လူငယ်တွေကလည်းဒီလိုပဲဟိုဖိနှိပ်တဲ့ဆေးရနာရှင်စနစ်စိုးကြီးရဲ့အောက်မှာသူတို့ရဲ့ဘဝတွေကလည်းမျိုးမျိုးဖုံမပြည့်စုံနေတာဖြစ်ပါတယ်။ဒါကြောင့်လူငယ်တွေရဲ့ဘဝတိုးတက်ကောင်းမှုကိုဆိုလို့ရှိရင်အစနစ်ကိုပြောင်းအောင်လုပ်ကြကျွန်တော်ပြောချင်တယ်။ဟုတ်ကဲ့ခင်ဗျာ။နောက်ရှိခြေကံဥပဒေကြောင့်ပေါ်ပေါ်လာတဲ့အခုဆိုရင် emoji ဆိုရတဲ့ကာဆိုရင်တော့တန်းတော့ကုန်လို့ပဲပေါ့နော်အဲ့ခါမှာဒီလက်ရှိနောက်ရှိခြေကံဥပဒေရဖြစ်လာတဲ့အစိုးရအနေနဲ့ဒီကရမီနဲ့ဒေသခွန်မျိုးတွေ့တွေ့ချို့ကိုလည်းလှောက်ဆောင်နေ တွေ့ပါတယ်ခင်ဗျဒီဟာတွေကဒီတရားပြည်နယ်အတွက်လက်ရှိတရားပြည်နယ်မှာဆိုရင်တစ်ပင်လေးတတော်တွေပြောမှဆိုတခြားပြည်နယ်တွေဆိုင်ညာတော့ကြံနေသေးတော့တွေ့ရတယ်ပြီးတော့တခြားသဘာဝပြည့်နှက်ပစ္စည်းတွေလည်းပဲတမိုးရှိတဲ့ပြည့်နှက်ပစ္စည်းတွေလည်းပုံမှန်များရှိနေတာတွေ့ရတယ်ဒီပုံမှန်ဟောဒီကွန်ပျူတာတိတ်တိုင်းရဲ့စီမံကိန်းကွန်ပျူတာတိတ်လုပ်ငန်းတွေဟာကျွန်တော်တို့ဒီတရားပြည်နယ်သဘာဝအခြေမြင့်ကိုဘယ်တဲ့တော့ဒီချိန်ချောင်းနိုင်တယ်ခင်ဗျပြီးတော့ပုံမှန်တုတ်တဲ့ပို့ချောင်းဘယ်လိုစီမံကိန်းတွေလုပ်တည်နေလို့ရှိနေတယ် ဟုတ်ကျွန်တော်တို့အဓိကအရင်းမြစ်ပြဿနာကတော့ကျွန်တော်တို့တိုင်းရင်းသားတွေကအများအမ်းပြောနေတယ်ကိုယ်ပိုင်ပြာရန်ဝင်ပြဿနာဖြစ်ပါတယ်အဲ့တော့ကြရားပြည်နယ်ဟာတဘာဘွားသယံစာတာပစ္စည်းတွေပေါများတယ်အဲတစ်တော်တွေထုထက်များပြားတယ်ဆိုပေမဲ့ဓာတ်တွေကိုကျွန်တော်တို့ကစီမံခန့်ခွဲဝင်ရှိတာဟုတ်ပေါ့အဲ့ဓာတ်တွေကိုစီမံခန့်ခွဲပြီးတော့အသုံးချနေတာကအဲဘ ਹੁ အစိုးရပြည်တော်စုအစိုးရအဲပဲဖြစ်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ဟာ ကိုပိုင်ပြတ်ရန်ခွင့်လို့ပြောတဲ့နော်ဖက်ရယ်ပြည်တော်စုတိဆောက်နိုင်ခြင်းမရှိသေးကြတော့ခရီးပြည်နယ်ဟာဘလောက်ပဲအတယံစာတတွေရှိရှိဘလောက်ပဲစစ်တော်တွေထူတာထူတာဘယ်တော့မှဖွံ့ဖြိုးတိုးတက်မှာမဟုတ်ပါဘူးဒါပေမဲ့တစ်ချိန်တည်းမှာပဲခရီးပြည်နယ်အတွက်ခရီးပြည်နယ်အတွင်းမှာရှိတဲ့ပြည်သူလူထုအတွက်တိုင်းနိုင်ငံလုံးမှာရှိတဲ့ပြည်သူလူထုအတွက်ခရီးပြည်နယ်ရဲ့တယံဇာတတွေတက်တော်တွေကိုအုံချခွင့်မရှိပေမဲ့လေအာနာကိုချုပ်ကန်ထားတဲ့လူတစုအတွက်ကတော့ တဘာဝတယံစာတာတွေတက်တော်တွေကိုအလွန်အမင်းထုတ်ယူပြီးအသုံးပြုနေတာဖြစ်ပါတယ်။ဒါကြောင့်ကျန်ရုကအစိုးရနဲ့အချက်ကအပြည်သူလူထုဟာကိုယ်ပိုင်ပြတ်ရန်ခွင့်ရှိပြီးတော့ကိုယ့်ပြည်နယ်ကတယံစာတာတွေတက်တော်တွေကိုပြည်သူလူထုအတွက်အသုံးချခွင့်ရပြီဆိုတဲ့အချိန်ကြာရင်ဒီတယံစာတာတွေကကြံပါအောင်မလားဒီတက်တော်တွေကရောကြံပါအောင်မလားလို့ကျွန်တော်စိုးရိမ်နေတာဖြစ်ပါတယ်။ဒီမှာဒါကတော့ပြောမစိုးရင်ပြည်နယ်တပြည်နယ်လုံးမှာရှိတဲ့ ဒီလိုပြည်သားရတယ်ဒီဆိုရင်တိတ်ကြီးရှိနေဆိုတာလည်းကျွန်တော်ကြားပါတယ်အဲ့တော့လက်ရှိပြည်နယ်ဆိုရရဲ့လှုပ်ဆောင်ချက်တွေအားလည်းအားလည်းချက်တွေတော်တော်များရှိရဆိုပြီးဝေဖန်မှုတွေလည်းကျွန်တော်တို့ဒီဘူးဖွဲ့စည်းနိုင်ငံရေးတာဝန်တွေအားလည်းပြည်သူလူထုကလည်းဒီပြည်သူတွေရှုမြင်သုံးသပ်တာရှိပါတယ်ဗျအဲ့ဒါအပေါ်မှာဩဘုံမှုတွေလည်းဗာမင်းပြောချင်ပါတယ်ဗျကျွန်တော်တို့ကတော့လက်ရှိပြည်နယ်ဆိုရကတော့ဟိုအားနည်းချက်တွေရှိနေတာမှန်ပါပဲဒါမဲ့ဒီအားနည်းချက်တွေရှိနေတဲ့အတွက်ကျွန်တော်တို့ကယန်းပြည်သူပါတီကတော့ပြည်နယ်ဆိုရနဲ့ အပြည့်နေဝင်ကြီးချုပ်တွေပြည်နေဝင်ကြီးတွေပေါ်မှာတော့ကျွန်တော်တို့ကဟိုအပြစ်မတင်ချင်ပါဘူး။အဘာကြောင့်လဲဆိုတော့ထပ်ခါပဲလဲလဲကျွန်တော်တို့ပြောနေသလိုပါပဲ။2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင်ပြည်နယ်စိုးရဟာရုပ်ပြတက်တက်ပဲဖြစ်ပြီးတော့တကယ်တမ်းမှာပြည်ထောင်လူထုရဲ့ကောင်းရာပုံကြောက်ကိုဆောင်ရွက်နိုင်တဲ့အခွင့်အာဏာကလုံးဝရှိတာမဟုတ်ပါဘူး။နောက်တစ်ချိန်တည်းမှာပဲသူတို့ကပြည်ထောင်စုစိုးရဟာခိုင်းသမျှကိုသာ လိုက်လုံနေရတာဖြစ်ပြီးတော့ဘာမှမလွန်ဆန်နိုင်တဲ့အခြေအနေဖြစ်တဲ့အတွက်ဟိုကျွန်တော်တို့ပြည်နယ်တိုးတက်မှုအတွက်မတိုးတက်တဲ့ကိစ္စအတွက်ဟိုအပြစ်တင်ရမယ့်သူကဟိုပြည်နယ်ဆိုရမဟုတ်ဖယ်နဲ့ပြည်ထောင်စု ဆိုရဖြစ်တယ်အဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ်ဒီလိုပဲပြောချင်တယ်ဟုတ်ကဲ့အမှုပြောတဲ့ဖြေတိုင်းဖြေတိုင်းကနောက်ရှိအခြေခံဥပဒေဆိုတာပေါ်ပါနေပါတယ်ခင်ဗျဒါလည်းပဲနောက်ရှိအခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့ဆန့်ကျင်မှုတွေဟိုမထောက်ခံမှုတွေလည်းတော်တော်များများရှိပါတယ်ခင်ဗျ ဒါပေမဲ့ဒီမျိုးသားကောင်းဆောင်ကုန်လို့ဘာလုံးကတတ်မှတ်ထားကြတဲ့ဒေါက်ဆန်းစုကြည်ကဆိုလို့ရှိရင်ဒီနောက်ရှိချင်းအုပ်တွေရေးပေးထားခြင်းနဲ့ဖြစ်ပေါ်လာတဲ့လွှတ်တော်မှာသူကလွှတ်တော်ကိုယ်စားလက်တယောက်နေတယ်ဒီနိုင်ငံရေးစနစ်ပေါ်မှာသူရှိနေပါတယ်အဲ့ဒီပေါ်တော့တိုင်းစားကောင်းဆောင်တယောက်နေတယ်ဘလိုမျိုးရှုပ်နေတုံးသက်ချင်ပါတယ်ကျွန်တော်တို့ကတော့ပုံဝင်လင်းပြောရမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒေါက်ဆန်းစုကြည်ကလွှတ်တော်တွေကိုဝင်ရောက်ခြင်းဟာ 2010ခု2010ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးဆိုတဲ့ကြီးမှန်းချက်တစ်ခုကလည်းအပအဝင်ဖြစ်ပါတယ်။ဒါမဲ့ပြီးခဲ့တဲ့ဂျွန်လနဲ့ဂျူလပြီးပြည်သူ့လွှတ်တော်တွင်မဲခွဲဆုံးဖြတ်ချက်ပြီးအရာဆိုလို့ရှိရင်တော့2010ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလွှတ်တော်အတွင်းမှာပြင်ဆင်ရေးဆိုတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ကြီးမှန်းချက်ကတော့ဟိုစုံငန်းတိုင်ဝင်ရတယ်အရှုံးနဲ့ပဲကြုံတွေ့သွားရတယ်လို့အကျံလို့မြင်ပါတယ်။ ဒါကြောင့်မလို့2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုလွတ်တော်တွင်နီလန်းနယ်ကတော့ဆောင်ရွက်ဖို့ကတော့လမ်းဆုံးသွားပြီဖြစ်တယ်။တကယ်ပြင်ကျင်လို့ရှိရင်တော့ပြည်သူ လူထုရဲ့စွမ်းအားနဲ့ပဲလွတ်တော်ပြင်ပနီးနဲ့ပြင်မာရမယ်ဆိုတော့ကျွန်တော်တို့ပြောချင်တယ်။ဟုတ်ကဲ့ခင်ဗျာအခုက2008ခြေခံဥပဒေကိုပြည်သူလူထုအင်အားနဲ့ပြင်မာရမယ်လို့ငွေပြောပါတယ်ခင်ဗျာ။ ခုဒီမြေသားပြုစီပေါ်ကြောရှိတဲ့ရှိတဲ့နေနဲ့ပြည်လူပွဲစီရတယ်ပြီးတော့ဒီနောက်ရှိခြေကဥပဒေပြင်ဆင်ဖို့အဲ့ဒီကဥပဒေပိုက်ဒီဒီသုံး၆ဘာလို့ပြင်ဆင်ဖို့အတွက်ကိုသူတို့ကဒီပြည်သူလူတွေရှိရလက်မှတ်လိုက်ကောက်တာဘယ်ငါးလမ်းကျော်အောင်ရအောင်အဲ့တော့ပြည်သူလူတွေရဲ့ဒီနောက်ရှိခြေကဥပဒေပြင်ဆင်ဖို့ပုံမှန်လို့စိတ်ဝင်စားမှုရှိလို့ဘူကောင်းဆောင်ရွက်မှုတွေရှိတယ်အဲ့တော့အခြားပြည်သူလူတွေကဘလို့ပုံစံမျိုးနဲ့တက်ပြီးဘူကောင်းဆောင်ရွက်ဖို့ရှိတယ်အဲ့ဒါပေါ့ကျွန်တော်တို့ပြောချင်တဲ့ပြည်သူလူထုကိုယ်တိုင်လောက်ရမယ်ဆိုရင်နီလန်းပါ ြည်သူလူထုရဲ့လက်မှတ်တွေကိုကောက်ပြီးတော့လွတ်တော်တဲ့ကိုတင်ပြတဲ့နီလန်းမျိုးကိုကျွန်တော်တို့ဆိုလိုတာပေါ့ပေါ့အလွတ်တော်အပြင်နီလန်းကတော့ဘယ်နီလန်းနဲ့မှကျွန်တော်တို့ဖြစ်နိုင်မှာပေါ့ပေါ့ကျွန်တော်တို့ပြောချင်တာက2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖြတ်သိမ်းမှုအတွက်နော်ဖြတ်သိမ်းသင့်မသင့်စာနာခံဝဲကြီးတရားကိုကျင့်ပပေးပါဆိုပြီးတော့ပြည်သူလူထုကတစ်ရက်လုံးကအုံကြွတောင်းဆိုရမယ်ကိစ္စမျိုးဖြစ် ဟုတ်ကဲ့မြန်ဒီပြည့်စုံပြီးမင်းလည်းပတ်သက်ပြီးတော့ဗမာပြန်ထပ်ပြီးတော့ဘုံကြီးတို့ဘက်ကဖြစ်စုံပြီးဗမာပြန်ပြောချင်တာရှိပါတယ်ခင်ဗျာအကရာပြည်နယ်အတွင်းမှာရှိတဲ့လူတို့တွေအတွက်ပဲဖြစ်စီတနိုင်ငံလုံးမှာရှိတဲ့လူမျိုးပေါင်းစုပြည်သူလူတို့အတွက်ဒီဖြစ်စီကောင်းရကောင်းကျိုးဖြစ်မယ်ဆိုလို့ရှိရင်เนาะ2008ခုနှစ်ဖွဲ့စည်းပုံခြေခံဥပဒေကိုကျွန်တော်ဖြတ်သိမ်းมาရမှာဖြစ်ပါတယ်အဲဒီလိုဖြတ်သိမ်းတဲ့နေရာမှာလည်းလွတ်တော်တွင်နီလန်နဲ့ဖြတ်သိမ်းလို့လည်းမရနိုင်ဘူးဒါတက်တည်ထိရှားပြီးဖြစ်တယ် အဲ့လိုပဲ NCA ကိုလက်မှတ်ထိုးပြီးပေါ်ပေါက်လာမယ်အတူအရောင်နိုင်ငံရေးဆွေးနွေးပွဲကလည်းဖြတ်သိမ်းနိုင်စွမ်းရှိမှာမဟုတ်ပါဘူးပြည်သူတွေက ကိုအားကိုကိုပြီးတော့2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေဖြတ်သိမ်းရေးအတွက်ညီညွတ်ညွတ်နဲ့ကိုယ်တိုင်ကိုကြအကျိုးစားကြဖို့လိုမယ်လို့ကျွန်တော်ပြောတယ်။အားတော့ခရမ်းပြည်သက်ပါတီကတွဲဖက်ဒရီမူဖြစ်လို့ဘုံကြီးစောရုံနဲ့တွေ့ဆုံမြင်သွားတာဖြစ်ပါတယ်ခင်ဗျာ။အားလုံးကိုထူးပေးကျေးဇူးတင်ပါတယ်။